အလုံးမင်္ဂလာပါဒီနေ့စင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာက accounting circle ဘောနော်တကတလေ bookkeeping circle လို့လဲခေါ်တယ် LCCA နေနဲ့ဆို LCCA level 1 2 3ရောပြီးတော့ပြောပြမှာဖြစ်တယ် accounting circle ကိုကျွန်တော် LCCA နေမှာတချို့အဆင့်5ဆင့်လောက်တော်တော်များများသွားတာများတယ်ဒါပေမဲ့ level 1 2နဲ့ level 3မှာမတူဘူးဘောနော် level 1 2မှာကြတော့ဥပမာ generalizing posting ပြီးတော့ taking a trend balance adjusting entry ပြီးရင် final account ဆိုပြီးတော့၅ဆင်းလောက်နဲ့သွားတယ်ပြီးတော့ level 3မှာနောက်ပိုင်းမှာအတစ်ထွက်လာတာ extended trend balance ဆိုပြီးတော့အဲ့လိုမျိုးတွေရှိတယ်အဲ့တော့အခုပြောချင်တာကတချို့ online နေမှာကိုယ့်ဘာသာရှာကြည့်ရင် online နေမှာတချို့က9ဆင်းတချို့8ဆင်းတချို့က10ဆင်းလည်းဖြစ်နိုင်တယ်တချို့က3ဆင်းလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်အခုဒီနေ့ပြောချင်တာကဒီစည်ရင်းတွေတွာလာတဲ့အခါမှာ ဘယ်လိုလဲပတ်လဲဆိုတဲ့အကိုကျွန်တော်ဆွေးနွေးပေးမှာဖြစ်တယ်အဓိကနားလဲသဘောပေါက်ဖို့ဘာဖြစ်လို့လဲဆိုတော့၃ဆင့်ကလည်းမားတာမဟုတ်ဘူး၅ဆင့်ကလည်း၅ဆင့်ကလည်းအမှန်ဆုံးလည်းမဟုတ်ဘူးပြီးတော့ဟို၈ဆင့်မလို့ပို့ပြီးတော့ပြေဆုံးသွားတာလည်းမဟုတ်ဘူးဆလိုရကတချို့ဟာတွေကသူကကြုံလိုက်တာကြုံလိုက်တော့အဆင့်ကနည်းသွားတယ်တချို့ကဒီကြုံတဲ့ဟာကိုပြန်ဆွဲဆန့်လိုက်တဲ့အခါမှာ process ဒီအဆင့်ကများသွားတာအဲ့လိုမျိုးကွာတယ်အဲ့တော့ ဆိုတော့အစင်စင်နဲ့မပြောပြဘဲနဲ့တွားပုံတွားနေတယ်ဆိုတော့ဒီနေ့ဒီ challenge ပြချင်တယ်ပထမမှာစာရင်းတွေမတွင်းခင်မှာကိုယ် preparation for document ပေါ့နော်ဒီစာရွက်စာတမ်းနဲ့စာရွက်စာတမ်းတွေပြင်ဆင်ချင်းဆိုတဲ့အစင်ရှိတယ်အဲ့ဒီနေရာမှာ preparation and analyze ပေါ့နော်ဥမာကိုကကိုယ်လုပ်ငန်းမှာဒီလုပ်ငန်းမှာဘာစာရင်းတွေထားမလဲ ဘောနော်ဘာစင်းဒီကိုဘယ်ထိဆွဲမလဲအဲ့ဒီကိုထားမဲ့စင်းဒီအတွက်လိုအပ်တဲ့စင်းဒီရှိရမယ်ဥမာငွေစင်းစာအုပ်ဂျာနယ်ပြီးလဲဂျာရီဘောနော်အစင်းတွေရှိရမယ်ပြီးတော့လို့ရှင်ရင်အာထိမ့်သိမ်းရမယ့်နေရာပေါ့နော်ဥမာဗောင်ချာတွေကိုပဲလိုထိမ့်သိမ်းမလဲဆိုတာတွေပြင်ဆင်ရမယ်ပြီးလို့ရှင်ရင်ဘယ်လိုအကြောင်းအရာတွေကိုဘယ်နေရာမှာမှတ်တမ်းစင်းတွေးမလဲဘောနော်အဲအဲ့ဒါတွေကစတာပထမအဆင့်မှာကျွန်တော်က ခွဲခြားစိတ်ပြရမယ်ခွဲခြားစိတ်ပြပြီးတော့တတ်မှတ်ပေးရမယ်အဲ့ဒါကပရမအစစ်ပေါ့နော်ပြင်ဆင်မယ်ဆာရွက်စာရန်တွေအာဒိုကူမန့်တွေကိုပြင်ဆင်တယ်ပြီးလို့ရှိ Analyze လုပ်တယ် Analyze ဆိုတာကဘယ်လိုအကြောင်းအရာတွေကဘယ်လိုစာရင်းတွင်းရမယ်ဆိုပြီးတော့ကြိုတင်တတ်မှတ်ချက်တွေလုပ်ရတယ်အဲ့ဒါပရမအစစ်ပြီးဆိုဒုတိယအစစ်မှာစာရင်းတွင်းတာပေါ့နော်စာရင်းတွင်းတဲ့အခါမှာဒီ channel ဖြစ်ဖြစ် day book ပေါ့ဒီခါဒီ day book လို့လည်းခေါ်တယ်ဂျာနယ်ရီထဲမှာကျွန်တော်အရင်ဆုံးစာရင်းတွင်းတယ် เนาะ channel channel แท้มาซีนด้วยเนาะ channel นี้แท้มาตู้เยตะสัญญาซีนเดมาตะมัดทาได้คุณปฐมอสินมากูตะมัดทาได้ไอ้ตู้เนี่ยเนี่ยตู้ตั๋วบรซีนตั๋วมั้ยตั๋วปี้ตั๋วได้คามาดาดุติยะซินไอ้ดุติยะซินปิแล้วตัตติยะซินก็จรุโพสติ้งโลပြောได้บ่เนาะดิ general ledger นี่แท้ตะสัญญาซีนแท้เปลี่ยนชุ่ยดาบ่ตะสัญญาซีนแท้เปลี่ยนชุ่ยအဲ့လိုတက်ဆိုင်ရဲ့စင်းတဲ့ကိုပြန်ရွှေ့မှပဲသူကအဲ့ဒီအဆင့်ရှိမှ try balance ကဆွဲလို့ရတာ เนาะအဲ့တော့တက်ဆိုင်ရလေဂျာတဲ့ထဲကိုပြန်ပြီးတော့ရွှေ channel ထဲနေလေဂျာထဲကိုပြန်ရွှေ့ပေးရတယ်အဲ့ဒီလေဂျာထဲကိုရွှေ့မှာအဲ့ဒီလေဂျာတွေမှာသူ account တွေ debit side credit side တွေနဲ့စာရင်းတွေတွင်းတယ်နောက်ဆို account တွေရဲ့ ledger တွေကိုကြည့်ပြီးတော့သူ trial balance မှာထည့်လိုက်တဲ့အခါမှာ trial balance က debit side credit side ကညီနေရမှာအဲ့လိုမျိုးညီနေတယ်ဆိုကျွန်တော်စာရင်းတွင်းထားတဲ့ဟာတွေကတင်ချနီးလန့်အရာတင်ချသဘောတရားတော့မှန်တယ်စစ်ပွားလို့ရတယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒါက အကျံနော်မြန်မာလိုဆိုအကျံအင်္ဂလိပ်လိုဆိုသူက unadjusted လို့ခေါ်တယ် unadjusted ဆိုတော့ဘာမှညှိနှိုင်းမှုတွေမလုပ်ရတေးတဲ့အရာမဟုတ်နော်အဲ့လိုမျိုးခေါ်တယ်ညှိနှိုင်းမှုလို့ပြောတဲ့အခါမှာသူ adjusting entry ဆိုတာရှိတယ်နော် adjusting entry ဆိုတာကကိုကအနစ်ချုပ်စရင်ဆွဲတော့မယ်ဆိုတဲ့ခါကျမှမဖြစ်မနေလှုပ်ဆောင်ရမယ်အရာအဲ့ဒါကဘာလဲကုန်ကျစိတ်နဲ့ဝင်ဝင်နဲ့ဆိုရင်ကြိုတင်ပေးရန်ကြံရရန်ကြံကြိုတင်ရရှိမရှိ เนาะกုံจาสิทธิ์นี่วินเกรดกลงเปลี่ยนไปแล้วซ้ําเสยได้โกตําหมัดทาโกซิ้นชุบแม่นี่เนี่ยนอกป้ายมาจุดินไปล่ะจุดินย่าล่ะสิล่ะนำโกซิ้นชุบได้กาลอธิမရသေးတာမပေးရသေးတာပါရှိတယ်အဲ့ဒါလေးကို adjust လုပ်တာအဲ့ဒါကို adjusting entry เนาะတနည်းဖြစ်တာကို year end adjustment လုပ်လဲခေါ်တယ်ပင်ကုန်လက်ကြံတွေတွက်ရတယ်ဘာဖြစ်လို့ဆိုတော့ကုန်လက်ကြံကမတွက်လို့မရဘူးပြီးရင် figure set တွေဆိုရင် depreciation တာဘူ short ရတယ်ပြီးလို့ရှိရင်ကြွေးဆုံးကိစ္စတွေ အကျွေးဒီဒီနေ့ထိမှာကျွေးဆုံးဖို့အလားအလာတွေဘာတွေရှိလဲကျွေးဆုံးတာဘာတွေရှိလဲအဲ့ဒါတွေကိုကျွန်တော် adjust လုပ်တာเนาะ adjust လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေနဲ့အဲ့ဒီ adjust လုပ်ပြီးသားနဲ့ try balance ကိုနောက်တစ်ခါပြန်ဆွဲတယ်ကျုပ်ကသင်ခန်းစာမှာ LC sign မှာ extended try balance လို့ခေါ်တယ်တချို့ဒီအမေရိကဖက်တွေမှာကြတော့ adjusted try balance လို့ခေါ်တယ်เนาะပထမဆွဲတာက unadjusted try balance bit adjusted တွေလုပ်တယ် adjustment တွေလုပ်တယ် year end adjustment အမှ year end transition အဲ့ဒီနှခုနဲ့ပြန်ပေါင်းတဲ့အခါမှာပြန်ပေါင်းပြီးတော့ trivalent ကိုထပ်ဆွဲရင်အဲ့ဒါကို standard trivalent တနည်းအားဖြင့် adjusted trivalent ဖြစ်သွားတယ်အဲ့ဒီ trivalent ကနေတစ်ဆင့်ကျွန်တော်က final account လို့ခေါ်တဲ့ financial statement ကို ပြင်ဆင်အဲ့ဒီ financial statement ထဲမှာက ဖြစ်မနေပုံမှန်အဖြစ်ပါရမယ်ဟာပေါ့နော်ပုံမှန်ဖြစ်ပါရမယ်ကျွန်တော် level 1 2တွေမှာတော့ triple flush count နဲ့ balance ship နှစ်ခုပဲတွားတာများတယ်ဒါပေမဲ့ပုံမှန်အဖြစ်ကျွန်တော် level 3တွေမှာလည်းခဏခဏတွေးတဲ့အရာကပါလဲဆိုတော့ profit trading profit loss count income statement လို့လည်းခေါ်တယ် balance ship statement of financial position အဲ ပြီးနောက်တစ်ခုကဒီ partnership နဲ့ company မှာတော့ appropriation account ရှိတယ်ဒါပေမဲ့ appropriation တော့သူကဒီ profit loss နဲ့တွဲတယ်လို့မျိုးသဘောထားတယ်အကြောင်း trading profit loss ကို income statement ဆွဲရမယ်ပြီး statement of change in equity statement of equity လို့လည်းခေါ်တယ် statement of change in equity လို့လည်းခေါ်တယ်တူတူပဲဒါကဒီ capital ပိုင်ရှင်ရဲ့ capital တွေဘယ်လောက်ပြောင်းလဲသွားတယ်လဲဆိုတဲ့ဟာဖြစ်တယ်ဥပမာ sole trader ဆိုရင် opening capital ကိုတီ net profit ကိုပေါင်း drawing ကိုနှုတ် additional capital ကိုပါအဲ့ဒီရှင်းတန်းကို statement of equity လို့ခေါ်တယ် statement of change equity တကယ်လို့များ company မှာဆိုတော့နည်းနည်းလေးပို့ပြီးတော့များလာမယ်တို့က share capital တွေပါလာမယ် ordinary share preferred share တွေပါမယ်ပြီးတော့ share တွေထပ်ထုတ်ရောင်းတာနဲ့ထပ်ထုတ်ရောင်းတာတွေရှိရင်အမှားတွေအဲ့ဒါတွေထည့်ပေးရမယ်ပြီးရင် dividend ပေးတာတွေကိုရှင်းပေးရမယ်ပြီးလို့ရှိရင် reserve တွေ နော် reserve တွေပါလဲ reserve ရဲ့အပြောင်းလဲတွေကိုလည်းပါပေးရတယ်အဲ့ဒီ statement of chain equity term အဲ့ဒါပါရတယ်နော်ပြီးနောက်တစ်ခုက balance sheet နော် balance sheet ပုံမှန်ဆွဲနေချက်ဖြစ်တဲ့ statement of financial position လို့ခေါ်တယ်ပြီးရင်နောက်ဆုံးတစ်ခုကဆို level 3မှာတင်တဲ့ statement of cash flow ငွေတစီစမှုရှင်းတာနော် cash flow မှာကျတော့သူကအဝင်အထွက်တစ်ခုပဲပါတယ် statement of cash flow မှာကျတော့အဲ့ဒီ cash flow မှာပါတဲ့ဟာတွေကိုသူ့အမျိုးအစားနဲ့သူပေါ့နော်အမျိုးအစား၃မျိုး၄မျိုးလောက်ခွဲပြီးတော့ ဒီအမျိုးအစားကြောင့်ဝင်ဝင်ထွက်ဘလောက်ရှိလဲဆိုတော့တီးတက်ဖော်ပြရရှင်းမယ်အဲ့ဒါကြောင့် financial statement နည်းချုပ်စည်ရင်းတွေဆွဲပြီးဆိုရင်အဲ့ဒီလေးမျိုးကိုဆွဲရတယ်ဆိုတော့အဲ့ဒါလေးမျိုးဆွဲပြီးသွားပြီဆိုတာဒါကတော့ final အဆင့်ဖြစ်သွားပြီเนาะတကယ်လို့အဲ့ဒီအဲ့ဒီနောက်ဆုံးအဆင့်ကိုမှနောက်တစ်ဆင့်ထပ်ပြီးတော့ဖြည့်ချင်တည်တယ်ဆိုတော့ reporting လုပ်ထပ်ဖြည့်လုပ်ရတယ်ဒါပေမဲ့တော်တော်များတော့မဖြည့်ဘူးကျွန်တော်ကတော့ဖြည့်ထားတာရှိတယ် reporting report ဆိုတာကအဲ့ဒီခုနက final account financial statement တွေလည်းပါမယ်ဒါပေမဲ့အဲ့ဒီ financial statement တွေကိုပြန်လည်ပြီးတော့သုံးတက်တာတွေပါမယ်သုံးတက်တာဆိုတာကအရင်နှစ်က net profit ဘယ်လောက်ခတ်မှတ်တာတကယ်လည်းတွေ့မှာဒီလောက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ ratio တွေပါပါလာမယ်ပေါ့နော်အဲ့လိုမျိုး report အစင်ခံစာတင်ပြတာဒါဆိုရင်တော့ဒါတကယ်နောက်ဆုံးအဆင့်ဖြစ်သွားပြီအဲ့တော့ accounting circle အဲ့ဒီပုံမှန်တိုင်းလည်းပါတယ်တချို့ဟာတွေကရောတဲ့အခါမှာကျုပ် level 1 2မှာじゃဆရာတို့က adjusting entry ဆိုပြီးတော့အဲ့ဒီ adjusting entry က ်ပထမ adjust မလုပ်ခင် train balance နဲ့ကျွန်တော်ကပေါင်းပြီးတော့တခါတည်း final count တန်းသွားလိုက်တဲ့ခါမှာကြားထဲမှာတဆင့်က automatic ပျောက်သွားတယ်ဖြောက်သွားတဲ့သဘောဖြစ်တယ်เนาะဒါဆိုတော့ level 3မှာဆွဲဆန်းတော့ extended train balance ဆိုတော့ပြန်ပြီးတော့ပေါ်လာတယ်ဟောအဲ့လိုမျိုးလေးတွေရှိတယ်ဆိုတော့အဲ့ဒါအကြောင်းဒီ accounting circle ကိုဒီလိုမျိုးလေးနားလည်သိချင်တယ်အဲ့ဒါကြောင့်ကိုကချုပ်လို့ရရင် state အဆင့်ကနည်းသွားမယ်ဆန်းလိုက်အဆင့်နဲ့များသွားမှာဖြစ်တယ်ဆိုတာပြောပြချင်တယ်โอเคအကျေစုမြိုက်တင်တယ်နားမလဲတာရှင်းလဲဆိုတော့ comment မှာလာပြီးတော့မေးလို့ရတယ်နောက်ပိုင်းစိတ်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းစစ်ချင်းနဲ့ရရှင်းလဲမေးလို့ရပါတယ်ကျွန်တော်တော့ကလေးမျိုးမှာရှိတယ်လို့ NIP Assessment Training Center ရဲ့ဒီနန်းကြောင်းမူဒီနန်းကြောင်းအုပ်နဲ့ Master Trainer ဆရာမြင့်ချက်ဖြစ်ပါတယ်လို့